အဲ့ဒီချိန်မှာကျွန်တော်စီကိုလက်မှတ်ထိုးလာတဲ့အလို့သမားတယောက်အဲ့ဒီလို့သမားကသူသူပစ္စည်းထုတ်ဖို့လာလာပြီးလက်မှတ်ထိုးတာလက်မှတ်ထိုးရင်အဲ့ဒီ MD ပြောတာကိုကြားသွားတယ်ငွေကြေးအာဘန်ငွေကြေးစော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 လို့လဲတဲ့ကြီးကြီးဆိုလိုက်ရင်ဒါပြီးနေတဲ့ကိစ္စတော့ကျွန်တော်တို့မအားလို့ဆော်မပေးတာဆရာကျွန်တော်တို့ပြောထားတယ်ဘာညာဆိုကျွန်တော်ငြိမ့်နေငြိမ့်တော့ဟဲ့အမေကြီးကြီးမဆွာပါဘာဘာလို့မဆွာမှာလဲဒါကြီးကြီးပဲဆွာမှာငွေကြီးဆွာတာမလိုဘူးတဲ့ကျွန်တော်လက်တွေပြရမလားဘာညာဆိုတော့သူမှားသွားမှန်းသိတယ် အဲ့မှာပြန်သွားပြန်သွားပြီးတော့ဒီတိုင်းပဲကျွန်တော်လည်းအမှုမဲ့မမဲ့နေတယ်နောက်တော်တော်ကြာတော့အဲ့လိုသမားကျွန်တော်ခံကိစ္စတခုရှိတော့ဝင်လာပြန်ဝင်လာတော့အဆက်ဘလို့ညင်လာလဲတဲ့ဆက်တိုက်တိုက်ယူကြည့်ရဆိုမှဆိုဆက်သိရတာနဲ့ तू အမှားပြီးငွေကြေးလက်ဆော်ခိုင်းနေတာကိုဆက်ငါမဟုတ်ဘူးကြည့်ကြည့်လို့ဘာလို့မပြောရတာလဲဆိုအဲ့မှာကျွန်တော်သတ်စဉ်းစားမိတယ်အဲ့မင်းကပြောရပြီမင်းငါမပြောရဘူးကွာလို့ကျွန်တော်ပြောလိုက်တယ် ပြောလိုက်ပြီသူပြန်တိုင်းအဲ့ညကြတော့မှအဲ့အကြောင်းကျွန်တော်စဉ်းစားပြီးတော့ဟာဒီကောင်မကြောက်တဲ့ကိစ္စကိုငါဘာလို့ကြောက်နေတာလဲဆိုတော့ဒါစဉ်းစားမိတယ်